တတ္တိရှိသောမြင်းကလေးတခါတော့ငါလေသမားကြီးတဦးမှာမြင်းလေးတစ်ကောင်ရှိတဲ့မြင်းလေးဆိုပေမဲ့အသက်ကတော့ကြီးလာပါပြီတနေ့တော့အဲ့ဒီမြင်းဦးလေးဟာလေသမားကြီးရဲ့ channel ကရေရင်းပြတ်သေးကို ကြာသွားပါလေရောသူလဲကြောက်လန့်တကြအော်တော့တာပေါ့ပဝန်းကျင်တစ်ခုလုံးကိုစူညံကုန်တော့တာပဲအရာနဲ့လေသမားရောအင်းနီနာချင်းတွေရောရေရင်းပြတ်နာကိုရောက်လာကြတယ်ဘလို့ခင်ရင် ကောင်းမလဲဝိုင်းစဉ်းစားကြတာပေါ့ မြင့်ဦးလေးကလည်းအော်နေသေးပဲဒါပေမဲ့နောက်ဆုံးမှလည်းသမားကမကယ်တော့ဘူးလို့ဆုံးဖြတ်လိုက်တဲ့သူ့မြင့်ကအိုလဲအိုနေပြီးကဲလဲဘာမှထူးမှာမဟုတ်ဘူးအပင်ပန်းခံရမှာမတန်ဘူးပေါ့ပြီးတော့ဒီရေတွင်းပြက်ကိုမြေဖို့ပြစ်ဖို့သူစိတ်ကူးရှိရလဲကြာပြီဆိုတော့အတော်ပဲအခုတခါတည်းလောက်ကြရအောင်ဆိုပြီးမြေဝိုင်းဖုတ်ကြပါတော့တယ်ဒီလိုနဲ့ခဏကြာတော့မြင့်အော်တဲ့ရက်သွားတယ် လေသမားလည်းမြင့်တေသွားပြီထင်တယ်ဆိုပြီးရေရင်းပြတ်ထွဲကိုငုံအကြည့်မှအံ့ဩသွားတော့တာပါပဲ။ဘာလို့လဲဆိုတော့မြင့်ဝင်လေးကမတည်တဲ့အပြင်သူ့အပေါ်ကြလာတဲ့မြေသားမြေဆိုင်ခဲတွေကိုခါချပြီးဧည့်ပေါ်ကိုနင်းတက်လာတာကိုတွေ့ရတဲ့လေ။ဒီလိုနဲ့မြင့်ဝင်လေးကမြေကြီးတွေကိုနင်းကတဆင့်ချင်းတက်လာပြီးရေရင်းပြတ်အဝနာရောက်တော့ခုံထွက်ကလွတ်မြောက်သွားပါတော့တယ်။ ်ပုံမြင်လေးရတော့ဒါပါပဲကျမတို့တွေလည်းဘဝမှာမြင်းအိုလေးလိုအဖြစ်ပြက်မျိုးတစ်ချိန်မဟုတ်တစ်ချိန်ကြုံတွေ့ကြရမှာပါဘဝမှာကုရကေရမဲပြီးလောကဓာတ်ရဲ့အထုထောင်းအရိုက်နှက်တွေကိုချိနေအောင်ခံရတဲ့ချိန်တွေပေါ့အဲ့ဒီခါမှာအမချော့လိုက်ပါနဲ့ဆက်လက်တိုက်ပွဲဝင်ပါ မြင်းုံလေးလိုပေါ့တကယ်တော့အခက်ခဲတွေဆိုတာအသုံးချတတ်ရင်ပုံမြင့်တဲ့နေရာကိုတက်ဖို့အတွက်ဖြေကားတစ်တွေပါပဲ